ကဘာပထမဆုံးတက္ကသိုလ်တက္ကသီလာခေါ်တက္ကသိုလ်ပြီဆိုတဲ့စကလုံးကို စာရီထဲမှာမကြာခဏတွေ့ဘူးကြားဘူးကြမှာပါရှေးရာဇဝင်ပုံမြင်တွေထဲမှာမင်းကြီးမင်းသားတွေဟာတက္ကသိုလ်ပြီမှာပညာသွားတင်လေးရှိတယ်ဆိုတာပါလေးရှိပါတယ် အဲ့ဒီတက္ကသီလာလို့ခေါ်တဲ့တက္ကသိုလ်ဟာတကယ်ရှိခဲ့ပါတယ်တက္ကသိုလ်ဆိုပေမဲ့မျိုးတစ်မျိုးအဖြစ်တည်ရှိခဲ့တာဖြစ်ပြီးပါကစ္စတန်ပန်ဂျက်ပြည်နယ်ကယော်ဝောပင်ဒီမှာတည်ရှိခဲ့ပါတယ်ဒီနေရာဟာရှေးခေါ်ဂန္ဓာရတိုင်းရဲ့မြို့တော်ဖြစ်ခဲ့ပြီးအလွန်ထင်ရှားခဲ့မှုပါတယ်ခရစ်တော်မပေါ်မီနှစ်ပေါင်းခုနှစ်ရာခန့်တည်းကရှိခဲ့တာဖြစ်ပြီးကမ္ဘာအစောဆုံးပထမဆုံးတက္ကသိုလ်ဖြစ်ပါတယ် ကဘာနှန်းကចောင်းသားပေါင်းတပေါင်းခန့်လာရောက်တက်ကြပါတယ်။ဘေဘီလုံဂရိစီးရီးယားနဲ့တရုတ်ကចောင်းသားတွေလဲပါခဲ့တယ်။ကျွန်တော်တို့တည်ခဲ့ကြတဲ့အထာရတ18ရက်နှစ်ဘာသာရက်ပေါင်း60ကျော်ကိုတင် जा ပေးခဲ့ပါတယ်။တက္ကသိုလ်ចောင်းရဲ့အကျေဟာအလျားတမိုင်အနံမိုင်တဝက်ကျဲပါတယ်။စာသင်ခန်းပေါင်း300ခန်းရှိခဲ့ပြီးစာသင်ခုံတွေအတွက်ကျောက်တုံးတွေကိုတုံးခဲ့ပါတယ်။ဒီတက်ရောက်ခဲ့တဲ့ចောင်းသားတွေထဲမှာအာတော်ကမင်းကြီးရဲ့လက်ယုံကောသလဘရင်နှင့်ဗုဒ္ဓရဲ့ဆေးဆရာဇီဝကတို့ပါပါခဲ့တယ်။ နှစ်ပေါင်းတစ်ထောင်ကျော်ခန့်ခန်းနာကြီးကျယ်စွာရပ်တည်ခဲ့တဲ့ဒီတက္ကသိုလ်ကြီးဟာအေရီ900စုမှာတော့ရှေးဟောင်းဂရိနယ်မြေကိုကျော်ဖြတ်ကာပန်ကျက်ပြည်ကိုရောက်ခဲ့တဲ့ဟူလူမျိုးတွေရဲ့အပီးတိုင်ဖြစ်စည်းခြင်းကိုခံခဲ့ရပါတယ်။အဲ့ဒီအချိန်ကစလို့ဒီနေရာဟာတိမ်မြုပ်ပျောက်ွယ်ခဲ့ပြီး19ရာစုအလဲပိုင်းလောက်မှာတော့တက္ကသီလာရဲ့အပျက်စီးတွေကတဆင့်သုတေသနညာရှင်စာအလက်ဇန်းဒါဂန်နေဟန်ကပြန်လည်ဖော်ထုတ်နိုင်ခဲ့ပါတယ်။ 1980မှာကမ္ဘာရှည်ဟောင်းအမွေအနှစ်နေရာတစ်ခုဖြစ်လာခဲ့ပြီးလက်ရှိအချိန်အထိပါကစ္စတန်နိုင်ငံရဲ့လာရောက်လည်ပတ်သူအများဆုံးနေရာတစ်ခုဖြစ်ပါတယ်။